โอเคပါကျွန်တော်ကတော့ Debit လို့ခေါ်ပါတယ် The Secret Dance Studio က main choreographer နဲ့ main trainer တယောက်ဖြစ်ပါတယ်ကျွန်တော်ကအဲပုံမှန်အဖြစ်တော့ Debit နာမည်နဲ့လူပညာလူတွေကိုလှုပ်ရှားပါတယ်အကတနန်လည်းအများကြီးဖွင့်ထားပါတယ်ရန်ကုန်မြို့မှာကျွန်တော်အပြင်တနန်တွေရောဒီ Secret Dance Studio မှာကျွန်တော်ကိုပိုင် class တွေရောအများကြီးဖွင့်ထားပါတယ်အကားကကြတော့သူက culture တစ်ခုပဲလို့ကျွန်တော်ကယူဆရပါဘောနော် culture တစ်ခုပဲပေါ့ဘာဖြစ်လို့ဆိုတော့လူရန်ကပျော်တယ်အဲ ပျော်တယ်ဆိုလို့ရှိရင်သူကအမြဲတမ်းထခုံကြရတာကွာဟိုအရင်ခက်ကပါဗောနော်ထခုံကြရတယ်အဲပြီးလို့ရှိရင်ဟိုခန္ဓာကိုယ်ရဲ့ movement တွေကိုရှောက်လုပ်ကြရတယ်ဗောနော်ဒါပျော်တဲ့သင်္ကေတတခုဗောနော်အဲအဲ့အပေါ်မှာ mood view အကားဆိုတဲ့အရာလည်းဖြစ်လာတာဆိုတဲ့အတွက်ဒါကလူထဲမှာရှိပြီးသားအရာလို့ကျွန်တော်ကပြောချင်တယ်ဗောနော် culture တခုဗော got to work got to make that money make purse got to focus so i make it perfect keep on refresh with this ကျွန်တော်ငငယ်ရနဲ့ဒီအခုချိန်ကကျွန်တော်တော်တော်လေးကွဲကွဲပြားဝိုင်းပေါ့နော်ပြောချင်တာကဟိုကျွန်တော်အရင်ခေတ်တုန်းကအကရဲဆိုတာက ဒီ beat ပုံမှာပဲကတာအဲ့တမျိုးပဲရှိရယ်ဥပမာဆိုလိုတာက1 2 3 4 5 6 7အဲ့ beat တမျိုးပဲရှိ1 2 3 4ဟုတ်ပြီတချင်းတပုတ်ရဲ့ beat တမျိုးပဲရှိရယ်အခုကကြတော့သူက beat ကအစုံသွားပြီ sorry 1 and 2 3 and 4လည်းဖြစ်ရင်ဖြစ်မယ်1 e and 2 2 e and 3 and 4အဲ့လိုလည်းဖြစ်ရင်ဖြစ်မယ်1 and 2 and 3 and 4 5 and 6 and 7 and တော့ဒါမှမဟုတ်ရင် flow ဆိုတာရှိတယ်အဲ့ flow တိုင်းတချင်းစာသားအတိုင်းပေါ့နော်ဒီ lyric lyrical အတိုင်းပဲသွားတဲ့ပုံစံလည်းရှိတယ် ဲ့ဒါမှမဟုတ်ရင်တော့ beast job ပေါ့နော်အခု TikTok မှာ trend နေတာသိပါလိမ့်မယ်ဟိုဒီ beast job တွေနဲ့သွားတဲ့ပုံစံမျိုးတွေရှိတယ်အများကြီးတော့ကြောင်းလဲမှုတွေတော့အများကြီးရှိလာတယ်ပြီးတော့ style တွေနဲ့ပေါ့ဟို kit တစ် kit တစ်ခုတစ်ခုချင်းစီကိုပြောင်းလဲလာတာကကျွန်တော်အရင်ခေတ်ကကျွန်တော်အမာဘက်ကိုကြိုက်ကြတယ်အခုခေတ်ကကျတော့ဒီနေ့အပြော့ဘက်ကိုပြန်လိုက်လာတယ်ပေါ့နော်ဒါတော့အကရဲ့ဟိုဘယ်ပြောမလဲသူ့ရဲ့နေပုံစံပေါ့ပြောင်းလဲလာတဲ့ဒီပုံစံတစ်ခုပေါ့နော်ဒီပုံစံမျိုးစပါဒါပေမဲ့ဟိုတေချာတာတစ်ခုကတော့ ခုကကြတော့ဟို online လည်းအရင်ခက်စားလာပြီဆိုတော့အတွက်သူကတကဘာလုံးမှာရှိရဲ့ studio တွေကို online နဲ့လိုက်ပြီးလေ့လာလို့ရတဲ့အတွက်ပို့ပြီးတော့ဟိုအတိအမြင်ပို့ပြီးတော့ကျေပြန့်လာတယ်ပေါ့နော်အဲအဲ့ဒီခုတော့ပို့ပြီးတော့ Google ပြပြဖြစ်တာပေါ့ login လည်း click ခောက်ပြီးတော့ဘယ်ဟာမှဆို join လို့ရပြီပေါ့ အရှင်းမှာကျွန်တော်လုပ်ခဲ့တဲ့ course နှစ်ခုကကြတော့ဟိုလုံးဝမကတက်သေးတဲ့လူတွေပေါ့နော် beginner လုံးဝလုံးဝအကနဲ့စပြီးတော့ထိတွေ့မဲ့သူတွေအတွက်ကိုကျွန်တော် course တစ်ခုလုပ်ထားတယ်ပြီးတော့ဒီ free time ကိုသွားမဲ့အဲဟိုလူငယ်တွေအတွက်ပေါ့နော်ဒီ foundation လေးတွေကိုကျွန်တော်စပြီးတော့အစပြုထားတယ်ပေါ့နော်အခုဒီခေါက်မှာတင်မဲ့ course ကကြတော့အဲသူက beginner step တွေကိုပိုင်လာပြီဆိုရှင်အဲ့ course ကိုပိုင်သွားပြီဆိုလို့ရှင်အခုကျွန်တော်ကဘာနဲ့လုပ်မလဲဆိုတော့အဲ့ beginner နဲ့ပတ်သက်တဲ့ choreography လုပ်မှာပေါ့နော် your code name but i am sorry i no 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 choreography မှာဟိုကျွန်တော်နဲ့တူတူအဲ beginner အလုံးအခြေခံကြားရကောက်ွက်တွေကိုကမယ်ပြီးတော့တူတူ chill မယ်တူတူပျော်မယ်ပေါ့နော်တကယ်ခစ်ပေါ်တခြင်းနေနေပေါ့နော်အရင်ပျော်ဖို့ကောင်းတဲ့ဒီ lesson တစ်ခုဖြစ်မယ်ဆိုတော့ကျွန်တော်ဒီနေ့အမခံပါတယ် Sorry, I no 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 no. Gotta work, gotta make that money, make purse. Yeah. from the bank.